မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့မေလ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်နဲ့စင်ပြူကျောင်းမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုလိုက်လံတိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားပြီးတော့စစ်ကောင်စီတပ်သားများမြုပ်နှံထားခဲ့တဲ့စစ်သားအလောင်း3လောင်းကို24တွေ့ရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ၄ရက်နေ့မနက်ပိုင်းမှာစင်ဖြူကျုံမြို့နယ်နဲ့ဆလဲမြို့နယ်အတွင်းအင်အား၁၃၀ဝန်းကျင်နဲ့တလကျော်ကြာအောင်ချင်းလင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတညောင်တိုက်နယ်ဘက်ကိုစင်ဖြူကျုံတညောင်လမ်းပိုင်းကနေစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်ဒေသကာကွယ်အဖွဲ့များနဲ့ထိပ်တွေ့တိုက်ပွဲတနအီကျော်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီထိပ်တွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကအထိကိုက်သိမ်းဆုံးမှုများပြားခြင်းကြောင့်အကြမ်းဖက်စစ်တပ်က112လေးရင်နဲ့6ချိန် ်ဘုံသီး48လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာစင်ဖြူကျွန်းတိုင်နဲ့ရဲတမဲကြီးပါကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားပြီးတော့နယ်မြေရှင်းလင်းတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့မတရုပ်အလောင်း3လောင်းကိုတော်လိုင်းတပ်ဖွဲ့များကတူးဖော်တွေ့ရှိခဲ့ပြီးတော့ကောင်းမွန်စွာတကြိုးပေးခဲ့တယ်လို့သိရပါတယ်။အလောင်းတွေကပုတ်ပွနေလို့အနားတော်မကတ်နိုင်ဘူး။ အကောင်လုံးထိုးအံ့ကြတာယာတိဥတို့ကလည်းအရန်ပူတယ်လေအဲ့ဒါကြောင့်တန်းမြင်းမြုပ်ပြီးတော့ကောင်းမွန်စွာကြိုပေးခဲ့တယ်လို့ဆလင်းမြုံနယ်ကပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်အဖွဲ့ဆလင်းနယ်အတူမင်းမှုခရိုင်အမှတ်တရတိုင်းရင်မကွေးတိုင်း drone လက်ရုံမကွေးတိုင်းပတ်ကဖလက်ရုံတပ် CGF အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်မေလ9ရက်နေ့မနက်9နာရီခွဲအချိန်ကလည်းစင်ဖြူကျွန်းတိုင်နယ်ရဲတမဲကြီးရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းဟာစင်ဖြူကျွန်းဆလင်းလမ်းပိုင်းကမိုးဝင်း တရက်ချင်းကြေးရွာကိုဆက်လက်ပြီးတော့စစ်ကြောင်းထိုးနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့စစ်ကြောင်းဟာရွာသာကုန်းမကြီးကုန်းမြင်းနာကြီးရွာများကိုထပ်မံပြီးတော့စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါဗါတယ်မေလ9ရက်နေ့ည10:25မိနစ်ခန့်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ကင်းမုံပွိုင်နဲ့စလင်းမြို့နယ်ပကောက်ဖရဲဘော်များထိတွေ့တိုက်ပွဲမိနစ်20ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ကြီးများနဲ့ရန်တမ်းပြီးတော့ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက်ဒေသခံပြည်သူတအူးလက်နက်ကြီးကြီးစားထိမှန်ပြီးတော့မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မြို့နယ်ကနေရွာအနီးမှာရှိတဲ့ PDF gate ကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ10ရက်နေ့မှာမြန်မြို့နယ်ကဏီရွာအနီးမှာရှိတဲ့ PDF တပ်ဖွဲ့ရဲ့လမ်းဆောင်ဂိတ်ကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား40ခန်းနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်ကောင်စီတပ်သားများအလုံးဟာပြန်လည်ဆုတ်ခွာထွက်ပြေးသွားပြီးတော့စစ်တပ်ဘက်ကထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။ပြူစောထီစစ်ခွေးနဲ့ရဲခွေးအယောက်40လောက်ထွက်လာပြီးတော့သူတို့နဲ့မြောက်ဘက်3မိုင်လောက်ကလမ်းဆောင်ဂိတ်ကိုဝင်စီးတာ PDF gate ကိုဝင်စီးတာပေါ့လမ်းဆောင်ကိုဝင်စီးတဲ့အချိန်မှာကားလမ်းကိုလည်းရောက်တော့ဒီကလေးတွေနဲ့ထိတွေ့ပြီးတော့ပြန်ဆုတ်သွားပါတယ်အဲ့ဒီနားကိုသူတို့ကည7:00နာရီ7:00နာရီလောက်ကလေးကကင်းမုံယူတယ်လို့ထင်တာပဲကျွန်တော်တို့ကင်းမုံနဲ့ထိပွဲမှုအရင်ဖြစ်တာပါကျွန်တော်တို့နှစ်ဖက်ပိတ်ပြီးတော့တိုက်တာဆိုတော့သူတို့ဝိုင်းခံရမှာကြောက်လို့နောက်ဆုတ်ပြီးတော့ထွက်ပြေးကုန်တာလို့ဗီတာပြောက်ကြတဲ့ဖွဲ့ကကိုဗစ်တက်ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြိုင်းပကဖပကဖတိုက်ရင်းနဲ့ ်ဗီတန်ပျောက်ကြားတဲ့ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိကိမ်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲမေလ9ရက်နေ့ကလည်းကနေပြူစောတီရွာကပြူစောတီခေါင်းဆောင်များအနိုင်ကျင့်မှုနဲ့လိန်ပိုင်းဆိုင်ရာစော်ကားမှုများကြောင့်ထွက်ပြေးလာတဲ့ပြူစောတီအဖွဲ့ဝင်မင်းမင်းထိုက်ခေါ်ဘူကြီးချစ်ကိုခေါ်ဖိုးလုံးနဲ့အတူအသက်23နှစ်အရွယ်အမျိုးသမီးတအူအသက်17နှစ်အသက်10နှစ်နဲ့4နှစ်အရွယ်ကလေးငယ်3ဦးတို့ဟာ ရတပြောက်ကြားတပ်ဖွဲ့လျက်စီးပြောက်ကြားတပ်ဖွဲ့နဲ့အငြင်းအမြေပြောက်ကြားတပ်ဖွဲ့ပတ်ကဖမြိုင်းထံမှာလာရောက်ခုလုံခဲ့ပြီးတော့လက်ရှိချိန်မှာအားလုံးကိုကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ဇကိုင်းတိုင်းရွှေဘုံမြို့မှာစိတ်ခွန်ရွာကကုံကားတစည်းကိုကျမရဲ့အတွာဈေးဝါနဲ့ဈေးကန်းသုံးပစ္စည်းများတည်ယူလာတဲ့ဆိုပြီးတော့ရင်မောင်းနဲ့အမျိုးသမီးတို့ကိုစစ်ကောင်စီကဖမ်းဆီးကကားနဲ့ဈေးကုန်ပစ္စည်းများကိုတည်ယူသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဧပြီလ30ရက်နေ့မှာရွှေဘုံမြုပ်အဝင်စစ်တပ်ဂိတ်မှာအကြမ်းဖက်စစ်တပ်ကကျမရေးအတွက်စီးနဲ့စီးပြက်စီးများတည်ယူလာတယ်ဆိုပြီးတော့ရင်းမောင်းတုံးနဲ့ရင်းမောင်းမှာပါလာတဲ့မငိမ့်ငိမ့်တို့ကိုဖမ်းဆီးလိုက်တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ကားနဲ့ဈေးဝါဈေးကုန်ပစ္စည်းများကိုစစ်တပ်ကသိမ်းယူသွားတယ်လို့သိရပါဗျ။ဈေးအယောင်းဆိုင်တွေကမှားတဲ့ကျမ်းမာရေးအတွက်ဈေးနဲ့ဈေးပစ္စည်းတွေကိုတဲလို့ဖမ်းလာလို့ကြားတယ်။သူတို့ကရွာနယ်ကထွက်တယ်၊ခြိတဲ့ရကန်းပစ္စည်းတွေနဲ့ခြိတော့ ခြီဆိုးစေးပစ္စည်းတွေကိုရွှေဘုံမန္တလေးကုန်စီပို့ဆောင်တဲ့အလုပ်ပဲလုပ်တာပါတော်လိုင်းရင်နိုင်ငံရေးလုပ်တယ်လို့မကြမိပါဘူးအဖမ်းခံရပြီးတော့သတင်းအဆအနမရတော့တာဆယ်ရက်ကျော်နေပါပြီကားနဲ့ပစ္စည်းတွေကိုလည်းပြန်မပေးပါဘူးအဖမ်းခံရတဲ့သူတွေလည်းအတွေ့မခံဘူးလို့ဒေသနေပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်ဒါအပြင်အချက်ပတ်စစ်တပ်ဟာရွှေဘုံမြို့နယ်အတွင်းနေတိုင်းလိုလိုပေါ်တာဆွဲဖမ်းဆီးမှုများလုပ်ကိုင်နေပြီးတော့ဖမ်းဆီးခဲ့တဲ့သူတွေကိုငွေကျပ်3000နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်ရွှေဘုံမြို့ပေါ်ကိုဈေးဝယ်သွားရင်းနဲ့ အဖမ်းခံရတဲ့ရွာသူတအုပ်ဆိုရင်မြို့မရဲစခန်းမှာ900လောက်ကြားတယ်သူ့ကိုစစ်တော့ဘာမှမတွေ့တာတော့မှ30တောင်းနေပတ်စံပေးမှပြန်လှုပ်ပေးတာပေါ့နေတိုင်းလိုလိုဖမ်းနေတာလူတွေကိုအကြောင်းရှိအကြောင်းရှာပြီးတော့ဖမ်းတာ9ရက်အတွင်းမှာလူငယ်နဲ့ပြည်သူအယောက်30ကျော်တဲ့အဖမ်းခံလိုက်ရတာအသက်မပြည့်တဲ့ကလေးတွေလည်းပါတယ်လို့ဖမ်းဆီးခံရသူငွေနဲ့ပြန်လဲရွေးထုတ်ခဲ့တဲ့မိဘဆွေမျိုးတအုပ်ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်အနှိမ်ကြီးရွာကိုစစ်ကောင်စီကစက်တပ်၄ထင်းနဲ့ဘုံးကျဲတိုက်ခိုက်ရာမနက်ဖြန်မှာအလှလုံးမဲ့ရှင်ပြုမဲ့မောင်ရင်လောင်းနဲ့အလှဒါရကအပါအဝင်၃ဦးတေဆုံးသွားပြီးတော့၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ10ရက်နေ့နေ့လယ်12နာရီထိုးကနေ့မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေစက်တက်၄ထီးနဲ့မနက်ဖြန်မှာအလူလုံးမဲ့နေအိမ်ကိုဘုံလာကျဲသွားတယ်လို့သိရပါဗါး၎င်းဘုံကျဲတက်ခတ်မှုမှာအသက်30အရွယ်အလူတရက်ကတားဖြစ်သူအသက်72နှစ်အရွယ်မောင်ရင်လောင်းနဲ့နောက်ထပ်အသက်30အရွယ်အမျိုးသားတို့တို့တေဆုံးသွားတယ်လို့ BLDF တပ်ခွဲအညာမိုင်းကတောင်းရှိသူကပြောပြထားပါဗါး အလူကအကြီးကျယ်တော့မဟုတ်ပါဘူးဗျဒီတိုင်းပဲကရော့ဝင်းနဲ့ပဲဖုန်ကြီးချောင်းပို့ဖို့လုံပါပါ၃ယောက်ထိသွားပါတယ်တယောက်ကတော့ခေါင်းပြတ်သွားတယ်လို့သိရတယ် အလုဒါယကာမကဈေးဝယ်သွားနေတဲ့အချိန်မို့လို့ကံကောင်းပြီးလွတ်သွားတာလို့အဲ့ဒီတာဝန်ရှိသူကဆက်လက်ပြောပြထားပါတယ်။ဒါအပြင်မနက်ဖြန်မှနားထွေးမယ်အသက်၅နှစ်အရွယ်မိန်းကလေးအပါအဝင်သုံးလက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ရှင်ပြုတ်နာတာအလုပွဲကိုကြေးရွာဖုံးတော်ကြီးအကြောင်းမှာပြုတ်လို့စီစဉ်နေတဲ့အချိန်မှာအလုအဝင်နေမှာပဲအလုရှင်ရဲ့နေအိမ်ရှိကိုဘုံကျဲချတယ်လို့ဒေသခံသတင်းရင်းမြစ်ကအတည်ပြုထားပါတယ်။၆ရက်အနောက်တောင်ဘက်ချမ်းကိုကျဲချခံရတာ ဘာစီရေးလှုပ်ရှားမှုမှလည်းမရှိဘူးဒီတိုင်းကိုတမင်သက်သက်ကျဲချသွားတာလို့ချောင်းဦးပကဖကတာဝန်ရှိသူကရှင်းပြထားပါတယ်ပြီးခဲ့တဲ့ April 6ရက်နေ့ကလည်းချောင်းဦးမြို့နယ်ပုံမှန်လကြေးရွာကိုစစ်ကောင်စီတပ်ကစက်တပ်၄ထင်းနဲ့ဘုံလေးလုံးကျဲချခဲ့ရာမောင်နှမ၃ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ် ဘာတိုက်ပွဲမှမရှိဘဲနဲ့စစ်ကောင်စီကသခိုင်းမန္တလေးတိုင်းအတွင်းကကြေးပါတွေကိုလေကြောင်းတက်ခိုက်နေတာဖြစ်ပြီးတော့မေလ10ရက်နေ့နေ့လယ်ပိုင်းမှာလဲမန္တလေးတိုင်းစင်ကူးမြို့နယ်ကိုလဲလေကြောင်းကနေတိုက်ခိုက်ခဲ့ရာပြည်သူ၄ဦးသေဆုံးခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့စင်ကူးမြို့နယ်မှာရှိတဲ့ခြေရွာများကိုအချက်မဲ့ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးကတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိတဲ့ဒုရိတ်များပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၀ရက်နေ့မွန်လယ်တနာရီ၁၀မိနစ်ခန့်မှာတပိတ်ချင်းမြို့နယ်ဇေယျကွင်းရွာကောင်းကင်မင်းမီကားဝက်ရှော့အနီးကိုတရဦးကနေတက်လာတဲ့အချက်မဲ့ဆက်တက်ရဲ့ Jet Fighter ဒစီးနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ၅ဦးကတေဆုံးပြီးပြည်သူအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲ ်မေလ10ရက်နေ့မိုးလယ်တနေ15မိနစ်ခန့်မှာလဲစင်ကူးမြို့နယ်ကြီတောက်ပေါက်ရွာအနီးတစ်ဝိုက်ကိုဒရအုပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့လေကြောင်းကနေတက်ခတ်မှုပြုတ်လုခဲ့ပြီးပြည်သူတေဆုံးမှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်ဒါအပြင်ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့သိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တန်င်းသားတိုင်းဘေးမြို့ကနေ ကျိုးစုမျိုးကိုလာတယ်အမြန်ရင်ရင်ဒစည်းကိုအချမ်းမဆက်တက်ကဖမ်းဆီးပြီးတော့လူငယ်အယောက်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ9ရက်နေ့ညနေ4နာရီခန့်မှာဘိမ်းမြို့ကနေပြီးတော့ကျိုးစုမျိုးနယ်ကိုဆင်းလာတဲ့အမြန်ရင်ရင်ဒစည်းလုံးကိုအချမ်းမဆက်တက်ကဖမ်းဆီးပြီးတော့အမြန်ရင်ထဲမှာလိုက်ပါလာတဲ့အမျိုးသားများအလုံးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗါးအဲ့ဒီအမြန်ရင်ရင်ထဲမှာအမျိုးသားနဲ့အမျိုးသမီးစုစုပေါင်း60ခန့်ပါဝင်ပြီးတော့အမျိုးသမီးများအလုံးကိုပြန်လွှတ်ပေးခဲ့တော့လေ အမျိုးသားလူငယ်အယောက်20ကျော်ကိုစစ်မှုထမ်းရန်ဗလာမပါတဲ့မဲများကိုနှိုက်ခိုင်းပြီးတော့လူငယ်တွေအားလုံးမဲပေါက်တယ်ဆိုပြီးတော့ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီရေရင်ပေါ်မှာလိုက်ပါသွားတဲ့အမျိုးသားများရဲ့မိသားစုဝင်တချို့နဲ့ဖုန်းအဆက်အသွယ်ရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်မှုထမ်းရန်ဖောင်တွေကိုဖြေကိုင်းနေတယ်လို့သိရပါဗါးစစ်တပ်ကဆက်လီကိုဝင်စီးပြီးတာနဲ့လူငယ်တွေအကုန်လုံးစစ်မှုထမ်းဖို့အတွက်မဲနိုင်ရမယ်ဆိုပြီးတော့နှိုက်ခိုင်းပါတယ်ဗလာမပါပါဘူးမဲတွေကလူငယ်တွေအကုန်လုံးမဲပေါက်တယ်လို့သိရတယ်အဲ့ဒီထဲမှာကျွန်တော်အတိမိတ်ဆွေတွေလည်းပါသွားတယ် မနေ့ကအဲ့ဒီအမြန်ရင်ကိုဖမ်းဆီးလိုက်တယ်လို့တရင်ကြားကြပြီးချင်းသူ့ကိုဖုန်းဆက်လိုက်တာဖုန်းအဆက်သွဲရပါတယ်စစ်မှုထမ်းဖို့အတွက်ဆေးစစ်ပြီးတော့ဖောင်ဖြစ်နေရတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ဒါအပြင်အကြမ်းမဲ့စစ်တပ်ကဝါရစ်ကြေးရွာနီးမှာရှိတဲ့ကြေးရွာများကလူငယ်များကိုလည်းတရွာကိုလူဦးရေ၄ဦးနှုံးနဲ့စစ်မှုထမ်းရမယ်ဆိုပြီးတော့တောင်းခံနေပြီးစစ်မှုထမ်းလူဦးရေပေးဖို့နိုင်ခြင်းမရှိပါက ကျေးပါများအတွင်းကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးမယ်လို့ချင်းချောင်းနေတဲ့အတွက်ကြောင့်လူငယ်များဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ